မြန်မာတက်ကြတဲ့1389ခုနှစ်မှာခုနှစ်ရသားမီးတို့ရဲ့တွေးကြုံရမယ့်ကံကြမ္မာအလဲပြောင်းအစိုးကောင်းတွေကိုဆရာကြီးမင်းတိန်ခတီထွင်ဖန်တီးခဲ့တဲ့ဧကန်တဗျာကရဏဗေဒဗေဒင်ပညာဖြင့်အခမဲ့မေတ္တာဖြင့်ဟောကြားပေးပါတော့မယ်တဲ့နင်းကနေဓာရမီတွေကတော့ဒီနှစ်ထဲမှာမိမိရဲ့စိတ်နှလုံးကို မြင့်မြတ်အောင်ထားရှိပေးပါ လူတစ်ပါးပေါ်တနာညာတာ ထောက်ထားခြင်းဟာစိတ်နှလုံးမြင့်မြတ်ခြင်းကိုဖြစ်ပေါ်စေပါတယ်ဒီနေ့ထဲမှာမြေအယောင်းဝယ်ဖြစ်မယ်မြေဝယ်ပါကတန်ဖိုးရှိပြီးနေရာကောင်းသောမြေကိုရရှိလိမ့်မယ်မြေရောင်းခြင်းပါကဈေးကောင်းကောင်းနဲ့မြေရောင်းထွက်လိမ့်မယ်အမွေရမယ်ညှိနှိုင်း၍မရဖြစ်ခဲ့သောဖြစ်နေသောအမွေကိစ္စရှိပါကလည်းယခုနှစ်ထဲမှာကောင်းမွန်စွာညှိနှိုင်းလို့ရသွားလိမ့်မယ် နိုင်ငံသားမှာသွားရောက်နေထိုင်ရန်ရည်မှန်းချက်ရှိပါကယခုနှစ်ထဲမှာအောင်မြင်လိမ့်မယ်ဝန်ထမ်းဖြစ်ပါကယာရုတို့ချင်းလာသာတို့ချင်းတမျိုးမျိုးဖြစ်မယ်အမှုပညာလမ်းခရီးအတွက်ခြေလမ်းတင်များစတင်တန်းရလိမ့်မယ်ဒီနှစ်ထဲမှာရွှေလုံငန်းရွှေတူးဖော်တော်လုပ်ငန်းများ အကျိုးဖြစ်ထွန်းလိမ့်မယ်လောင်ကစားဒါမှမဟုတ်လောင်ကစားဆန်တော်စီဝါရေးများကိုအထူးရှောင်ပါဒီနှစ်ထဲမှာကျမ်းမာရေးကတော့ အိမ်မပျော်တဲ့ယောဂါဖြစ်မယ်ခြေစစ်လက်စစ်တွေနာမယ်ကြီးကြီးမားမားယောဂါကြီးမရှိပါပညာရေးအတွက်ရလကောင်းများရရှိမယ်ဘွယ်ရူးဂုံလူရမယ်ချစ်သူမရှိပါကချစ်သူရမယ်ငယ်ရွယ်သူအိမ်တော်ရှင်တနင်းကုန်ရမီဖြစ်ပါက သားသမီးယတနာရမယ်တနစ်ပတ်လုံးလုံးဆောင်ရန်ရရာကတော့တနင်းကုန်နေ့တိုင်းနေအိမ်ဖျားကြောင်းဆောင်မှာမြေသာကိုညွန့်တပြေကိုညွန့်ဂန်းကောကိုညွန့်ကတ်လူပူဇော်ပါ နေ့စဉ်ဆုံးသုံးပွဲစီစားထည့်ပြီးကလူပူတော်ပါ။သွားလျာခဲပြက်အဖြူတုံးဆောင်ရွက်သွားပါ။တနင်္လာဒါသမီးတွေကတော့ဒီနှစ်ထဲမှာမိမိရဲ့စိတ်နှလုံးကိုလှပအောင်နေပါ အရာရာကိုတိခံခွင့်လွတ်ခြင်းဟာစိတ်နှလုံးကိုလှပစေပါတယ်နိုင်ငံသားမှာအလုရှာနေပါကဒါမှမဟုတ်နိုင်ငံသားကိုအလုလန်းလျှောက်ထားပါကအလုရမယ် အလုတ်ကောင်းရမယ်အိမ်တစ်ဆောက်ရလိမ့်မယ်ဗန္တာဘံမှာချင်းငွေတင်ထားပါကချင်းငွေရမယ်ဒါမှမဟုတ်၎င်းဘံမှာချင်းငွေများကိုစရန်ရှိပါကအကြေပေးစနိုင်လိမ့်မယ်ရှင်ပြုရဟန်းခံအလူကြီးပေးရလိမ့်မယ်ကြောင်းမြေရနာရောင်းဝယ်ရေးမှာနှင်းဦးပိုင်းနဲ့နှစ်ကုံပိုင်းမှာအထူးကောင်းမွန်လိမ့်မယ်နိုင်ငံသားနဲ့ပတ်သက်တော်တွင်းကုံထုတ်ကုံလုပ်ငန်းများမှာအခက်အခဲမရှိပဲအောင်မြင်လိမ့်မယ်နှစ်လေပိုင်းမှာတခိုးခိုးခံရခြင်းလူလိန်ခံရခြင်းဖြစ်မယ် ဓတိထားပါပဲပြောင်းနံកောက်ပဲទីနံយ៉ាងဝယ်ရေးမှာအကျိုးအမြတ်ဖြစ်ထွန်းလိမ့်မယ်ဈေးကောင်းရမယ်ဆိုင်ကယ်အတွက်တောကများလိမ့်မယ်စက်ရည်ရင်းတူရလိမ့်မယ်အောင်မြင်မယ်ပညာရေးအထူးကောင်းပါတယ်နိုင်ငံခြားမှာចောင်းទွားတက်ခွင့်ရလိမ့်မယ်အခြေရေးမှာချစ်သူနှူးကြဗျာများရတတ်ပါတယ်အိမ်တော်ရေးမှာလည်းနှစ်ဦးပိုင်းမှာအိမ်တော်ရေးအစဉ်မပြေမှုတွေအနှဲငယ်ရှိတော့လဲနှစ်လေပိုင်းနဲ့နှစ်ကုန်ပိုင်းမှာအိမ်တော်ရေးအစဉ်ပြေသွားလိမ့်မယ်အိမ်တော်ဘဲရဲ့ဆွေမျိုးများထံမှအကူအညီကိုလည်း ရရှိလိမ့်မယ်။ကျမ်းမာရေးကတော့တနှစ်ပတ်လုံးခေါင်းကိုက်ဝေဒနာကိုခံစားရလိမ့်မယ်။တနှစ်ပတ်လုံးလုံရန်ရေရရာမှာတနင်္လာနေ့တိုင်းငကိုကြီးဖရာတနင်္လာတော့မှာငွေဒီနှစ်လက်ဒဂွန်ဒီနှစ်လက်ကတ်လှူပါငွေထားတဲ့ထဲမှာတန်လိုက်တုံးလေတုံးကိုထည့်ထားပါ၎င်းတန်လိုက်တုံးလေးကိုရေမွေးဆွတ်ပေးပါဝင်ငွေကောင်းလာနိုင်မယ်အင်းကဒါသမီးတွေကတော့ဒီနှစ်ထဲမှာမိမိရဲ့စိတ်နှလုံးကို ဖြောက်မတ်တည်ကြည်အောင်နေပါအကျင့်စာရိတာနဲ့တီလာကောင်းမွန်ခြင်းဟာစိတ်နှလုံးကိုဖြောက်မတ်တည်ကြည်စေပါတယ်ဒီနေ့ထဲမှာစိုင်သေးဖွင့်ခြင်းလုပ်ငန်းတွေလုပ်ခြင်းများပြုလုပ်ရလိမ့်မယ်အောင်မြင်မယ်ဝန်ထမ်းဖြစ်ပါကဒီနေ့ထဲမှာအလုပ်ပြောင်းအလုပ်နေရာပြောင်းပေါ်မယ်အိမ်အိမ်ကတိုက်ခန်းကုန်တုံးကအယောင်းဝယ်ဖြစ်မယ်ကြောင်းမြေရနာရောင်းဝယ်လုပ်ငန်းများမှာအကျိုးအမြတ်များရရှိမယ်အယောင်းဝယ်ကောင်းမယ်စာချုပ်စာတမ်းကိစ္စများပြုလုပ်ရလိမ့်မယ် အမှုရှိပါကအမှုနိုင်မယ်လူမှုရေးလုပ်ငန်းပရာဟိတလုပ်ငန်းများကိုဥဆောင်ပြုလုပ်ရလိမ့်မယ်အမှုပညာနဲ့ပတ်သက်သောစီးပွားရေးလုပ်ငန်းများမှလည်းအောင်မြင်မှုရရှိလိမ့်မယ်ကျေးဇူးရှိသူများကိုကျေးဇူးဆက်ခွင့်ကြုံရလိမ့်မယ်ဒီနှစ်ထဲမှာမြေရောင်းဝယ်ကိစ္စမှာအထူးတည်ထားပြီးဝယ်ပါ ရောင်းပါအရောင်းဝယ်မှားတတ်တယ်ထီစုကြီးပေါ့မယ်ငါအစခွန်ဆုံးထီထိုးပါတလားတစ်ကြိမ်ထိုးပါကြာတာပရင်းနေထိုးပါ ထိုးပြီးလားထီလက်မှတ်ကိုဓာဘူးဖြင့်ဖိထားပါ ဓာဘူးအသည်ဖြစ်ရမယ်။မွေတွေးခြင်းမွေကိုအိမ်မက်မက်ခြင်းဖြစ်ပါကထီစုကြီးပေါက်လိမ့်မယ်။ကျမ်းမာရေးအနေနဲ့ကတော့အဆိုင်ယောဂါဖြစ်တတ်ပါတယ်။လို့တော့စိုးရင်စရာမလိုပါ။အဆိုင်ယောဂါဖြစ်ပါကခြေလေးချောင်းသားကိုရှောင်ထားပါ။ပညာရေးမှာတိုးတက်မှုအချိန်ဟုန်ကောင်းလိမ့်မယ်။စာမှုဝဲဖြစ်ပါကအောင်မြင်မယ်။အခြေရေးမှာချစ်တူရဲ့တစ္ဆာဆောင်တည်မှုကြောင့်ချစ်တူပေါ်ယုံကြည်မှုပိုရှိလာလိမ့်မယ်။အိမ်တော်ရေးမှာလည်းတာယာစုပြေပါတယ်။တနည်းပါလုံးလုံရန်ရေတရာကတော့အင်္ဂါနေ့တိုင်း စီသမင်း၃ဘွဲပေါ်မှာဇပယ်ပန်း၅ဘွဲစီတင်၍ကတ်လူပါ၎င်းစီသမင်း၃ဘွဲပေါ်မှာအုံဒီနန်းတော်မထက်ရတွားလီယာအန်ဒရယ်ကင်းစီရန် ခဲတံခြုံဆက်အတစ်တစ်ခုဆောင်းသွားပါဘုဒ္ဓဘူသာသမီတွေကတော့ဒီနှစ်ထဲမှာမိမိရဲ့စိတ်နှလုံးကိုတန့်စင်အောင်နေပါ အရာရာကို အကောင်းမြင်ခြင်းဟာစိတ်နှလုံးကိုတန့်စင်စေပါတယ်အိန္ဒိယ အရွှေပြောင်းပေါ်မယ်ဖျားဘူးခကြီးထွက်ရလိမ့်မယ်စတူရှဲရန်လုပ်ငန်းပေါ်မယ်လုပ်ပါမြေရောင်းဝယ်ကိုအထူးတတိထားပြီးလုပ်ပါအမားရင် ပေါ်တတ်တယ်အမှုပညာလုပ်ငန်းနဲ့ပတ်သက်ပြီးအောင်မြင်မှုများရရှိလိမ့်မယ်ဘာသာရေးဆိုင်ရာစာမိုးပွဲများဖြည့်ခြင်းဒါမှမဟုတ်ဘာသာရေးဆိုင်ရာဒိဋ္ဌံများဝင်ခြင်းကိုအောင်မြင်စွာပြုလုပ်နိုင်လိမ့်မယ်မော်တော်ကားရောင်းဝယ်ဖြစ်မယ်ရွှေခဲတန်တို့သစ်စတဲ့မြေအောက်ဓာတ်တထုများတူးဖော်ခြင်းလုပ်ငန်းများမှာအထူးအောင်မြင်မယ်တင်တာ တင်တွင်းပြီးလောကတော်အပြိုင်ဆိုင်စည်းဝါးရေးလုပ်ငန်းများမှာအောင်မြင်မှုရရှိလိမ့်မယ်။နိုင်ငံခြားငွေဝင်ခြင်းဒါမှမဟုတ်နိုင်ငံခြားငွေနဲ့ပတ်သက်သောလုပ်ငန်းများမှာအကျိုးများများရရှိခြင်းဖြစ်တတ်ပါတယ်။ဆွေမျိုးတဲ့မှာမင်္ဂလာဆောင်ပေါ်ပါကမိမိအတွက်နမိတ်ကောင်းတယ်။အိမ်တော်ပရိဘောကအစ်စ်ဝင်မယ်။ကျမ်းမာရေးအနေနဲ့ကတော့အယိုးကြီးပေါင်းယောဂါဖြစ်မယ်။ဒီနှစ်ထဲမှာပညာရေးနဲ့ပတ်သက်ပြီးအစီအစဉ်တက်များပြုလုပ်ရလိမ့်မယ်။အခြေရေးမှာချစ်တူဟောင်းနဲ့ပြန်လဲစုံစည်းခွင့်ရလိမ့်မယ်။ပွဲကွာနေတော့ ိမ်တော်ကြီးဖြစ်ပါကပြန်လဲပေါင်းသိမ်းရလိမ့်မယ်တနှစ်ပတ်လုံးလုံရန်ရေတရာကတော့ဗုဒ္ဓဘူးနေ့နန်းတဲ့ပိုင်းမှာတကိုးကြီးဖျားဗုဒ္ဓဘူးတော့မှာယိုလေးမျိုးကတ်လူပါရွှေဒီလေးလည်းကတ်လူပါရောင်းရန်ရှိတော့မော်တော်ကားများရောင်းထွက်လူပါက၎င်းမော်တော်ကားရဲ့ dashboard ထဲမှာဘီးအစ်စ်တစ်ချောင်းထည့်ထားလိုက်ပါကြာတာပရိသတ်သမီးတွေကတော့ဒီနှစ်ထဲမှာမိမိရဲ့စိတ်နှလုံးကိုဖြူစင်အေးမြအောင်ထားပါ။ မေတ္တာဓာတ်ဟာစိတ်နှလုံးကိုဖြူစင်အေးမြစေပါတယ်။စိုင်းသေးဖွင့်ခြင်းလုပ်ငန်းတဲ့လုပ်ခြင်းများကိုအောင်မြင်စွာပြုလုပ်နိုင်လိမ့်မယ်။ဝင်ငွေကောင်းသောနှစ်တစ်နှစ်ဖြစ်ပါတယ်။ဖျားဆင်းမှုတော်တစုနေအိမ်တို့ကြွမ်းမြန်းလာလိမ့်မယ်။ထိုအခါမိသားစုနေထိုင်တော်ထိုအိမ်ဒီကြက်တည်ရင်မင်္ဂလာပေါင်းနဲ့ပြည့်စုံသွားလိမ့်မယ်။မြေရောင်းရန်အထင်းကောဖြစ်နေပါက၎င်းမြေနဲ့ပတ်သက်သောစာရွက်စာရမ်းများပေါ်မှာကွန်ပါဘူးအစ်စ်တဘူးတင်ထားလိုက်ပါကြာတာပရင်းနေမှာတင်ပါ၎င်းမြေဈေးကောင်းကောင်းနဲ့ရောင်းထွက်သွားလိမ့်မယ် မတင်မြတ်မြတ်ဖြစ်နေတော့ဆွေမျိုးများနဲ့ပြန်လဲတင့်မြတ်သွားလိမ့်မယ်။ဖျားဘူးခยีပေါ်မယ်။အဘိုးတန်တယ်လီဖုန်းအသစ်ဝင်မယ်။လေယာဆိုင်ပြိုးရေးလုပ်ငန်းမှာအောင်မြင်မှုများရရှိမယ်။ရရန်ပေးရန်ကြွေးများအတွက်ရင်အေးရလိမ့်မယ်။မော်တော်ဆိုင်ကယ်ပျောက်မယ်။တခိုးခိုးခံရလိမ့်မယ်။ရဝေးရောက်နေတော့မိသားစုဝင်တို့အတွက်တရင်ကောင်းကြားမယ်။ပညာရေးမှာအပြိုင်ဆိုင်များတော့ကြောင့်အထူးကြိုးစားမယ်။အချိန်ဖြစ်နေပါတယ်။ကျမရေးကတော့1ပြည့်1ရှော့ယောဂအနေငယ်ရတတ်ပါတယ်။ချီရေးမှာကံကောင်းပါတယ်။ ိမ်တော်ကြာကင်းလည်းရှိတယ်အိမ်တော်ရေးလည်းตายရပါတယ်ငယ်ရွယ်သူအိမ်တော်ရှင်ကြာတာပရိသမီဖြစ်ပါကตาသမီးယရနာရမယ်တနစ်ပတ်လုံးလုံးရန်ယရရာမှာကြာတာပရိနေ့တိုင်းနေဘုရားเจ้าတော်မှာဇီးကိုညွန့်တပြေကိုညွန့်ခန်းကော်ကိုညွန့်လှူပါအလုပ်တွေအတွက်အင်တာဗျူးဝင်ရန်ရှိပါကပယုံလုံး၅လုံးဆောင်းသွားပါတောက်ကြတာသမီးတွေကတော့ ဒီနှစ်ထဲမှာမိမိရဲ့စိတ်နှလုံးကိုအေးချမ်းသာယာအောင်နေပါဒေါတာကင်းစင်ချင်းဟာစိတ်နှလုံးအေးချမ်းသာယာစေပါတယ်အိမ်ဒီဆောက်ရလိမ့်မယ်ဒါမှမဟုတ်အိမ်အိမ်ကတိုက်ခန်းကုန်တို့ကန်းအယောင်းဝယ်ပြုလုပ်ရလိမ့်မယ်နိုင်ငံခြားသွားလိမ့်မယ်ပဲပြောင်းနှံကောက်ပဲတိနှံရောင်းဝယ်ရေးကောင်းမယ်ဈေးကောင်းရမယ်အဖို့တန်မော်တော်ဆိုင်ကယ်အသေးဝင်မယ်ဆွေမျိုးများရဲ့အကူအညီကိုကောင်းစွာရမယ်အမှုပညာရှင်ဖြစ်ပါကအမှုပညာဆန်းပွင့်ဆုံးအချိန်ဖြစ်ပါတယ်လူမှုရေးလုပ်ငန်းပရာဟိတလုပ်ငန်းများကိုကျေပြန်းစွာလှုပ်ဆောင် ရလိမ့်မယ်။ငွေပို့ငွေလွှဲလုပ်ငန်းများကိုတိုးချက်ရလိမ့်မယ်။မိသားစု အတွင်းတဦးနဲ့တဦးယုံကြည်မှုကင်းနေခြင်းမှပြန်လည်ယုံကြည်မှုတည်ဆောက်နိုင်လိမ့်မယ်။ရှင်ပြုယဟန်ကအလူပေါ်မယ်။ဝန်ထမ်းဖြစ်ပါကလုပ်ငန်းနေရာပြောင်းအလုပ်ပြောင်းပေါ်လိမ့်မယ်။ကောင်းတော့ပေါ်ခြင်းဖြစ်ပါတယ်။စတူရှယ်ယာလုပ်ငန်းများမှအကျိုးများများကိုကောင်းစွာရရှိလိမ့်မယ်။ဒါမှမဟုတ် စတူရှယ်ယာလုပ်ငန်းတစ်ပေါ်မယ်။ထီပေါ့မယ်၃၅ဆုံးထီထိုးပါ။အင်္ဂါနေ့ထိုးမှာ ပညာရေးမှာတိုးတက်မှုရှိပါတယ်။စာမိုးဝဲများကိုထူးကျွန်စွာဖြေဆိုအောင်မြင်လိမ့်မယ်။ကျမ်းမာရေးကတော့တွေးတူတွေးအားနဲ့ယောဂါဖြစ်မယ်။စိုးရင်စရာမလိုပါ။အချစ်ရေးမှာကံကောင်းပါတယ်။ချစ်တူမရှိပါကချစ်တူရမယ်။အိမ်တော်ရေးလဲတာယာဆူပြေပါတယ်။အိမ်တော်ဘဲရဲ့ဆွေမျိုးများထံမှအကူအညီရမယ်။တနည်းပတ်လုံးလုံးရန်ရေရာကတော့တောက်ကြနေတိုင်းနေဖျားကြောင်းတော်မှာရွက်လာကိုညွန်းဒန်းကိုညွန်းဇီးကိုညွန်းလှူပါ။တော်လေရမျက်နာပွင့်လန်းစေရအတွက်ရှီဟောင်းတင်ကားပြတဲ့ပြားကိုရေမွေးစွပြီးဆောင်းထားပါ စနေသားသမီးတွေကတော့ဒီနှစ်မှာမိမိရဲ့စိတ်နှလုံးကိုနူးညံ့ပျော်ပြောင်းအောင်နေပါကိုချင်းစာနာချင်းအားစိတ်နှလုံးနူးညံ့ပျော်ပြောင်းစေပါတယ်ဒီနှစ်နှစ်ဦးပိုင်းလာများမှာအယောင်းဝယ်ထိုင်းပြီးဝင်ဝင်နေတော်လဲနှစ်လယ်ပိုင်းလာများမှာစပြီးနှစ်ကုန်ပိုင်းလာများအထိအယောင်းဝယ်ကောင်းပြီးဝင်ဝင်ကောင်းမယ်မော်တော်ကားအသစ်တစီးဝင်မယ်နိုင်ငံခြားတန်ရုံတရုံမှာပြည်ဝင်ခွင့်ဗီဇာကိုခက်ခက်ခဲခဲနဲ့ရရှိလိမ့်မယ်ကြောင်းမြေရနာရောင်းဝယ်ရေးမှာနှစ်ဦးပိုင်းမှာစပြီးနှစ်လယ်ပိုင်းနှစ်ကုန်ပိုင်းအထိအယောင်းဝယ်ကောင်းမယ် လူမှုရေးလုပ်ငန်းပရာဟိတလုပ်ငန်းများကိုကြဲကြဲပြန့်ပြန့်လှုပ်ဆောင်နိုင်လိမ့်မယ်။မြေရောင်းဝယ်စာချုပ်ချုပ်ဆိုရမှာတော့အားနေချက်နဲ့အမှားယွင်းမပအောင်တတိထားပြီးချုပ်ဆိုပါလိမ့်မယ်။ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးလူလိန်ခံရမယ်။အမှုအောင်ရှိပါကအမှုအတွက်ရင်အေးရလိမ့်မယ်။ရရန်ရှိတော်ကြွေးများရမယ်။ဒါမှမဟုတ်ပေးရန်ရှိတော်ကြွေးများပေးဆက်နိုင်လိမ့်မယ်။နေအိမ်ကိုတန်တစ်တာတစ်တာတစ်တာရောက်ပါကကံညံ့မယ်။ဝန်ထမ်းဖြစ်ပါကလစာတို့မယ်ရာထူးတို့မယ်။နေရာကောင်းရမယ်။ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်ရန် အကောင်းဆုံးတော့အချိန်ဖြစ်ပါတယ်ထီပေါက်ကင်းရှိတယ်၆ဆခုံဆုံးထီထိုးပါကျမ်းမာရေးကတော့နားယောဂါဖြစ်မယ်နားအူနားလေထွက်ဖြစ်မယ်ပညာရေးကတော့နိုင်ငံခြားမှာကျောင်းဝင်ခွင့်လျှောက်ထားပါကကျောင်းဝင်ခွင့်ရမယ်အခြေရေးကတော့တာယာပါတယ်ချစ်တူရဲ့နားလေပေးမှုကြောင့်အခြေရေးမှာစိတ်ချမ်းသာအားလိမ့်မယ်အိမ်တော်ရေးမှာလည်းအိမ်တော်ဘဲရဲ့မိဘများထံမှအမွေရလိမ့်မယ်တနှစ်ပတ်လုံးလုံရန်ရေတရားတော့ဆင်းနေနေတိုင်းနေဘုရားကျောင်းဆောင်မှာထောပတ်ထမင်းကတ်လူပေးပါစီဝါတိုးပြီးလက်ရွှင်ဇေယံအတွက်လူဝင်လူတွေအိန္ဒဂမကြီးကိုအတွင်းအပြင် ဘဲ့များမှာနရာရီနဲ့ပတ်ဖြန်းပေးပါစနေနေ့နံနဲ့တိုင်းပတ်ဖြန်းပေးရမယ်ငွေပလားထဲမှာနရာရီထည့်ပြီးတပြေပန်းနဲ့ပတ်ဖြန်းပေးပါကပို၍ကောင်းပါတယ်